စားနပ်ရိက္ခာနဲ့ဝင်ငွေရလမ်းကြောင်းတွေကိုစစ်ကောင်စီကပြစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက်ပြည်နီပြည်နယ်ကလူထုနဲ့စစ်ဘေးရှောင်တွေအနေနဲ့အနာဂတ်မှာအငတ်ဘေးကြုံလာနိုင်တယ်လို့ကင်းနီလူခွင့်ရေးအဖွဲ့ KNHRG ကနိုဝင်ဘာလ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။လွိုက်ကောဒီမော့ဆိုနဲ့မိုးပြဲမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီးစစ်ကောင်စီဟာစိုက်ပျိုးမြေပေါ်မှာ ပြည်သူတွေစိုက်ပျိုးလို့မရအောင်လှုပ်ဆောင်နေပြီးတင်းနံတွေတွားရောက်ရိတ်သိမ်းတဲ့အခါမှာလဲပြစ်ခတ်တပ်ဖြတ်ခြင်းတွေလှုပ်ဆောင်နေတယ်လို့ကင်းနီလူခွင့်ရေးအဖွဲ့ KNHRG ပြောရေးဆိုခွင့်ရှိသူ ကိုပညာက ပြောပါတယ်။ဒါကပြည်သူတွေရဲ့စားနပ်ရိက္ခာအိုးကိုခွဲတာဖြစ်တယ်။တခြားတစ်ဖက်မှာလည်းပြည်နယ်တွင်းကိုဝင်ရောက်လာနိုင်မဲ့စားနပ်ရိက္ခာလမ်းကြောင်းတွေစီးပွားရေးလမ်းကြောင်းတွေကိုစစ်ကောင်စီကပိတ်ဆို့ထားတာတွေကြုံရတယ်။နိုင်ငံတကာအကူအညီကလည်းထင်ထားတာထက်ပိုပြီးနည်းတဲ့ဟာကိုကြုံရတယ်။ စိုက်ပျိုးနိုင်မှုပမာဏကလည်းလျော့ကျလာတယ်။ဒါကြောင့်အငတ်ဘေးကြုံတွေ့လာနိုင်ဖို့အခြေအနေ ဖန်တီးလာနေသလိုဖြစ်နေတယ်လို့သူကပြောပါတယ်။အော်တိုဘာလအတွင်းလူမှုနယ်ဆစ်ဆောင်တွေရဲ့စိုက်ပျိုးသီးနှံတွေကိုစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးစိုက်ပျိုးသီးနှံရှိတ်သိမ်းနေတဲ့ပြည်သူတွေကိုလည်း drone ပုံသီးအသုံးပြုပြီးတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ အော်တိုဘာလာအတွင်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်ကီအင်းပြည်သူ22ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး9ဦးသေဆုံးခဲ့တယ်လို့ KNHRG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။